အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါလေ။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါရစေ။အဲ့တော့ ီနေ့မှာတော့ဒါကျွန်တော်ရွှေဘအကြောင်းလေးကိုနည်းနည်းလေးပြောအောင်ဗောနော်အဲ့တော့ရွှေဘဆိုတာတခြားတော့အသင်းတော်မဟုတ်ဘူး Manchester City အကြောင်းဗောအဲ့တော့ Manchester City ကိုကျွန်တော်သတင်းပုံစံမျိုးနဲ့ဒါကျွန်တော်မနေ့ကတင်ထားခဲ့ပေးပေးမယ်ဒီနေ့မှာဒါ opinion piece အကြောင်းလေးနည်းနည်းလေးပြောအောင်အမှန်တမ်းပြောရမယ်ဆိုတာမနေ့ကတည်းကဒါကျွန်တော်ရွှေဘနဲ့ပတ်သက်ပြီးဒါကျွန်တော် opinion piece မဟုတ် opinion piece ပုံစံမျိုးသတင်းမှုပဲနဲ့တေးဖို့တက်ဆလာခဲ့ပေးမယ်ဒါမထင်မှတ်ပဲ135မှုနဲ့ update နဲ့ပတ်သက်ပြီးသတင်းတွေထွက်လာခဲ့တဲ့အတွက်ကြောင့်မလို့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုမလုပ်တော့ဘဲနဲ့ဒါကျွန်တော်အခုမှလက်ရှိမှာဗီဒီယိုပြန်လုပ်ဖြစ်တာပေါ့နော်အဲ့တော့ ်ရွှေဘက်နဲ့ပတ်သက်ရင်တော့ဒါကျွန်တော်တို့တော်တော်လေးကိုဒီနေ့မှပြောစရာတွေလည်းများတယ်ဆွေးနွေးစရာတွေလည်းများတယ်ဒါ Guardiola နဲ့ပတ်သက်ပြီးဒီအသင်းနဲ့ဘယ်လိုပုံစံမျိုး move forward လုပ်နေလဲဆိုတာကိုလည်းကျွန်တော်အနေနဲ့ဒါဆန်းစစ်ဖို့လုပ်မယ့်နေရာမှာသွားတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးအဓိကဆွေးနွေးရအောင်လို့ကျွန်တော်ပြောချင်တယ်အဲ့ဒါတွေနည်းနည်းလေးပြောအောင်အဲ့တော့လက်ရှိအနေအထားပေါ့နော်လက်ရှိဖြစ်နေတဲ့ပုံစံအဲ့တော့ ဒီနှစ်မှာလာကျွန်တော် CD တင်နေတာကျွန်တော်အစပိုင်းရတာကျွန်တော်ပွဲထွက်ခွင့်ပုံစံမျိုးကိုပေါ့အဖွဲ့မှာကောင်းခဲ့တယ်ဆိုတာမှန်မဲ့ဒါစပောက်ကိုရှုံနေခဲ့ပြီးနောက်ပိုင်းဒါ Brighton ကိုလည်းရှုံနေခဲ့နှစ်ပွဲဆက်ရှုံနေခဲ့ပြီးတော့ CD နေနည်းနည်းလေးတိုင်ပတ်သွားခဲ့တယ်ဒါမှဒီနေ့မှာ CD တင်ကဒါကျွန်တော်တို့ခါတိုင်းလိုပြန်ဖြစ်ပြန်ပြီးဆိုလူတိုင်းနေပြောထားခဲ့မယ်ကျွန်တော်အနေနဲ့ဒီနှစ်မှာ CD ကခါတိုင်းနှစ်တေလို့ပုံစံမျိုးအဟောင်းပုံစံမျိုးပြန်သွားဖို့တဲ့ဒီနေ့က မောင်းတင်မှုအကောင်ဆုံးနဲ့တနေ့လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ CD တဲ့တဲ့နဲ့ဒီနှစ်မှာရွေးချယ်မှုတွေရှိရမယ်။ CD တဲ့ကျွန်တော်ဒါ100%ဒါကျွန်တော်တို့ပြောလို့မရပါဘူး။ကျွန်တော်အနေနဲ့ဒါ80%အကန့်လောက်ပြောလို့ရ CD တဲ့ဒီနှစ်မှာ triple လို့နှစ်တနေ့လို့အာရုံစိုက်လို့မရဘူး။ဒါကျွန်တော်အနေနဲ့80%အကန့်လို့ကျွန်တော်ခင်ဗျားတို့ပြောပြလိုက်။ဘာလို့ဒီလိုပြောရလဲ။ CD တဲ့ခုလက်ရှိတွားနေတဲ့ပုံစံလူစင်းပုံစံအရာ CD အသက်မှာဒါကျွန်တော်တို့ ပွဲတိုင်းကိုဒါ front foot နဲ့ဆော့ဖို့အတွက်အဲ့လောက်ကြီးလွယ်ကူမဲ့အနေထားမှာတော့မရှိဘူးဒါအဓိကခုနပြောလို့ပဲ carabao တို့ဒါကျွန်တော်တို့လက်ရှိ fa plato မှာဆိုတော့ city တင်းနေတာကျွန်တော်တို့အရန်ဒီကိုပဲအဓိကနေရာပေးပြီးသူ့အနေနဲ့ဆော့ရမယ်အနေထားမှာရှိဒါပေမဲ့ဒီနှစ်မှာဒါကျွန်တော်တို့လူတော်များပြဒီနေရာမှာဒါ city ကိုဒါအရင်တော့ကဒါကျွန်တော်တို့ကစားသမားတွေဘာဖြစ်တယ်ဆိုအမြဲတမ်းဝေဖန်ကြတယ်ပေါ့နော်ဒါပေမဲ့ pep guardiola လေးကျွန်တော်ချီးကျူးတာတခုရှိတာသူ့အနေနဲ့သူ့ဒီလူငယ်တွေကိုသူ့နေရာပေးရတယ် ဒါ out of all နီးပြတယ်ဟုတ်ပေါ့ out of all ဒါကျွန်တော်တို့ managers ပေါ့နော်ဒါ back wall ဆိုတော့ဒီနေရာမှာတော်တော်လေးသဘောကျတယ်မှာပါတယ်သူရောက်တဲ့ရက်ဒီသားအတိုင်းမှာသူဒီလူဝယ်တာချမ်းတဲ့နီးပြတယောက်ဖြစ်ပေမဲ့သူ့လောက်လူငယ်တွေကို तू chess player လူပဲရှိတယ်အမှားဒါကျွန်တော်တို့သူရောက်တော့ကဒါကျွန်တော် Bayern Munich မှာ Joshua Kimmich လို့ကစားသမားမျိုး level တင်ခဲ့ပြီခုလက်ရှိမှာ Joshua Kimmich ကဒါကျွန်တော်တို့ Bayern Munich မှာမရှိမဖြစ်ကစားသမားလို့ level ရောက်သွားတာကိုတွေ့ရမှာပေါ့နော်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့လက်ရှိဒါ မန်ချက်စတာစီးတီးကိုရောက်တဲ့အချိန်မှာသူ့အနေနဲ့လူငယ်တော်မြောက်သူမြေတော်မြောက်ဘူးကြာဒီထဲမှာဒါကျွန်တော်တို့စီးရီးအသင်းရဲ့အကယ်ဒမီကနေပြီးတော့ဒါကျွန်တော်ပေါ့ပေါ့မြောက်ဖြစ်သွားခဲ့တာဖေးဖူတန်ဖေးဖူတန်ကလက်ရှိဒါကျွန်တော်တို့ပက်ဂေါ်လာလက်အောက်မှာဒါမနစ်ကတနေ့အရာဒါကျွန်တော် performance ရတော်တော်လေးကိုအားနေခဲ့ပြီမဲ့ဒီ one performance ကဒါကျွန်တော်စီးကဖေးဖူတန် career တစ်ခုလုံး define မလုပ်ဘူးကျွန်တော်နင်မြင်တယ်အဲ့တော့ဒီနှစ်မှာကျွန်တော်အားရဆုံးစီးရီးရဲ့အချက်တစ်ခုကိုပြောပါစေရွှေဘက်ကိုရွှေဘက်နဲ့ဒီနှစ်မှာရောင်းဒီပြန်ပန်းလာတာဖေးဖူတန်ရဲ့အစားပဲဖေးဖူတန်နဲ့သူ့ရဲ့ character resurrection တစ်ခုပြန်မြင်လာခဲ့ရတယ်ဖေးဖူတန်နဲ့အခု လက်ရှိမှာဒါသူ့အနေနဲ့ဒါအခုနောက်ပိုင်းမှာကောင်းတာပေါ့နော်ဖေဖိုတောင်ကျွန်တော်အခုလက်ရှိမှာသူ့ အဆင်ပြေဆုံးချက်ကဘာလဲဆိုတော့သူ့မှာမီဒီယာစပော့လိုက်တဖြည်းဖြည်းနည်းလာတယ်။အင်္ဂလန်သားတွေမှာမီဒီယာစပော့လိုက်နည်းအဲ့ဒီအင်္ဂလန်သားတွေကတော်တော်လေး performance ကပြန်တက်လာဖြစ်တယ်။ favorite အရင်အောင်မြင်တဲ့အချိန်မှာဒီကမနစ်ကခြေပြန်ကြတဲ့အချိန်မှာလူဒရောများဝိုင်းပြီးဝေဖန်ခဲ့တာကိုတွေ့ရမယ်။ဟာ favorite က PFA ပိုင်းနဲ့ကြပြီးနောက်နေ့ကျတော့ဆုတ်ပြတ်သွားတယ်။အဲ့တော့အဓိကကဒါအင်္ဂလန်ကစားသမား100မှာ90လောက်ကိုဒါကျွန်တော်တတ်တာမီဒီယာပဲ။မီဒီယာတွေနေတဲ့ဒီကစားသမားကိုမလို့လားဘယ်နဲ့ဆွတ်ဆက်ပြီး hype တယ်။ဒီကစားသမား100လောက်ကောင်းပြီဆိုတော့130လောက်ကောင်းအောင်သူတို့နေပြတယ်။အဲ့130က နေပြီးတော့100လောက်ပြန်ကြသွားတယ်ဒီမှာဒီကောင်ဆော့သုံးမကြဘူးလို့ဝေဖန်တာလည်းဒီမီဒီယာပဲလူပြူပဲဖြစ်လူမဲဖြစ်ဘလို့ပုံစံဖြစ်ဒီအင်္ဂလန်မီဒီယာလောက်ဝေဖန်တာဒီမီဒီယာပဲရှိတယ်သူတို့နေနဲ့သူတို့ရဲ့ channel ကိုပဲရောင်းစားဖို့တဲ့စိတ်ဝင်စားတယ်ကစားသမားရဲ့ဒါကျွန်တော်စိတ်ချမ်းမှယူဘယ်တော့မှစိတ်မဝင်စားတဲ့မီဒီယာတွေကအင်္ဂလန်မီဒီယာဖြစ်တယ်ဒါကြောင့်မို့လို့လား Mirror တို့ The Sun တို့နဲ့ပတ်သက်ပြီးတော့ဘယ်ပရိသတ်မှသူတို့ကိုကောင်းနေမထက်ဘူးဂျန်လီတွေကလွင်ပေါ့နော်အဲ့တော့ခင်ဗျားတို့ကျွန်တော် example ပြောလက်ရှိကကျွန်တော်တို့ယထားတွေပုံမှန်ဆိုတာလက်ရှိမှာကျွန်တော်သတင်းစာစာရွက်တွေကိုလူကြီးတွေလောက်ပဲဖတ်ပြီးလူငယ်တွေဘယ်သူမှသတင်း တာဆာရွက်တွေကိုကင်ပြီးတော့ဖတ်ခြင်းမရှိကျွန်တော်ဟိုတလောကဒါကျွန်တော်မမေ့ရဆနလန်းနေတာကျွန်တော်တို့ဆနလန်းကိုကျွန်တော်သွားတဲ့ယထားမှာတော့ကျွန်တော်ဒါကျွန်တော်တို့ဆာသူတို့က တို့ကသတင်းစာတို့အလကားပြီးတယ်ကျွန်တော်တို့သတင်းစာဝယ်ဖတ်စရာမို့တို့ကသတင်းစာဆိုအလကားပြီးတယ်အဲသတင်းစာတို့တို့ရဲ့အလကားပြီးတဲ့ system ကတို့ကတယောက်ဖတ်ပြီးသွားရင်အဲ့ဒီကျွန်တော်ဖတ်ပြီးရဲ့နေရာမှာ target နောက်တယောက်အဲ့ဒီနေရာမှာဖတ်သွားအဲ့ဒီကယူသွားပြီးဆိုရင်အဲ့ lesson gain ကြရတဲ့တို့ကစနစ်သုံးတယ်ပေါ့နော်ဒါကျွန်တော်သတင်းစာဖတ်အဲ့တော့ကျွန်တော်ဆိုရတာကျွန်တော်စန္ဒလန်ရောက်တဲ့အချိန်မှာကျွန်တော်စန္ဒလန်မရောက်ရထားစီတဲ့အချိန်မှာတို့သတင်းစာထားခဲ့အချိန်မှာသတင်းစာကျွန်တော်ဖတ်တယ်အဲ့အချိန်မှာဒါမှတ်မဲ့ရတာကျွန်တော် mirror ပေါ့နော် mirror ကဒါသတင်းစာဖတ်လိုက်တဲ့သတင်းနဲ့ကောင်းမဆောက်လွဲနေပြီပဲ ကျွန်တော်တို့ကသတင်းပတ်တဲ့လူကတော့ဒါဆောက်လွဲမဲ့တိမဲ့တကယ်တဲ့လူကြီးတွေဟာဒါကြီးကဒီလိုဖြစ်နေတာလာပါဆိုဥမာဒါသူဘောလုံးသတင်းတွေမို့နိုင်ငံရေးရသားကျွန်တော်ခုနကပြောသူတို့ရိုင်းကျင်တဲ့ဘက်ကိုရိုင်းနေတယ်မှာပါတယ်တော်တော်လေးကိုဆိုးရွားတယ်ဒါမှမဟုတ်လက်ရှိမှာကခုနကပြောဒါဟိုနည်းနည်းလေး education ကပြောမယ်လိုင်းလေးနဲ့ရွှေပါဒီဘက်ပြန်ဆိုးအောင်အဲ့တော့ လက်ရှိမှာဒါ favor dance ဆိုအခုလက်ရှိမှာ media speculation အောက်ကနေပြန်လွတ်လာခဲ့ပြီ favor dance ပြန်တောက်ပါလာဒါပေမဲ့ဒီလိုပြန်တောက်ပါရင်အချိန်မှာအင်္ဂလန် media တွေကဒါကျွန်တော်တို့ favor dance နဲ့လောကခွဲခြားတင်ပြီသူ့အနေနဲ့သူ့ကိုသူတောက်ပါမယ်ပြီးရင်လက်ရှိမှာကျွန်တော်ဒါဒီနှစ်မှာနည်းနည်းလေးဆွေးနေတာ rudy ပဲ rudy ရဲ့လက်ရှိအခြေအနေကဒါကျွန်တော်တို့ဒန်ယာကဒီဒန်ယာပြန်ပြန်ဖြစ်လာခဲ့တဲ့ဥစားက rudy တော်တော်လေးကိုဆိုရင်စရာဖြစ်လာခဲ့တယ် rudy နေတာကျွန်တော်ကာလရှည်ကြမနာဘူးရေးကြည့်တယ်ဗောနော်ဘလွန်ဒီယောဝင်တာတယောက်အနေနဲ့ဒီလိုမျိုးဒန်ယာကတကယ်ကိုထိထိကကိုက်ဖြစ်သွားနိုင်တဲ့ဥစားကစိတ်ပူစရာဖြစ်လာခဲ့တယ်ဒါပေမဲ့ပြဿနာကလက်ရှိ market ထဲမှာ rudy တော့ကောင်းတဲ့ကစားသမားဘယ်သူမှမရှိဘူး။ဒါကြောင့်မို့ဒီနေရာအတွက်သူဟာဒါဘလွန်ဒီယောစုကိုရရှိခဲ့တာဖြစ်တယ်လို့ပြောလို့ရတယ်တမန်။အဲ့တော့ဒါနီကိုကွန်ဇာလက်စ်နဲ့အတက်နိုင်ဆုံးဆော့လို့ရရဆိုမဲ့ CD အသစ်မှာ DM အနေနဲ့ဆိုနီကိုကွန်ဇာလက်စ်ယောက်ကလွင်သိပ်ပြီးဘယ်သူမှမရှိဘူး။ပြီး CD အသစ်နဲ့ဒီနှစ်မှာယင်းဒီမြုပ်နှံမှုလိုအပ်ချက်မှာဒါ right back လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါအခုလက်ရှိမှာဒီ right back နေရာမှာ Matthews Nunes ထဲဆိုတယ်ဟိုလူထဲဆိုတယ်ဒီလူထဲဆိုတယ်။ဒါပေမဲ့အခုချိန်အထိ CD အသစ်နဲ့မနစ်ခရဲဒီနေရာကြီးကိုလက်လက်မှုကိုဒီနှစ်အထိမဖြစ်ခဲ့တာကျွန်တော်လုံးဝကိုနားလည်လို့မရဘူးလို့မြင်တယ်။ ်မေးပြီးအဲ့လူကြီးပြန်လာခဲ့မယ်ဆိုတော့ left back မှာအဲ့လူကြီးပြန်ထားပြီး right back မှာ Nico O'Reilly ကိုထားမှာဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်ကျွန်တော်အတွက်သဘောကျဆုံး CD ရဲ့ကစားသမားတစ်ယောက်ကိုပြောပါဆိုရင်တော့ Nico O'Reilly ပဲကျွန်တော်တက်ကဒီနှစ်မှာ Nico O'Reilly ကိုအပတ်ရွယ်နဲ့မလိုက်မသိရင်ပဲတော့ကျွန်တော်ဒီလီမှာဆော့လာတာပဲနဲ့ကျွန်တော်တို့ veteran ကစားသမားတစ်ယောက်ကိုတွေ့ရတယ်ဒီမှာပါတယ်ဒါပေမဲ့ဒီနှစ်ရဲ့ CD ရဲ့တော့ကျွန်တော်အမှန်ကန်ဆုံးပြင်ဆင်မှုကတော့ကျွန်တော်အနေနဲ့ဂိုးပေါက်ကိုလို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်ဒါကျွန်တော် Ida San ကိုလက်ရှိမှာတော့ကျွန်တော်တို့ Manchester City ဘက်ကနေအဓိကခေါ်ယူသွားခဲ့တာကတော့ဒါ ။ဟိုအီရာဆန်ကိုအီရာဆန်ကိုရောင်းပြီးတော့ဒါကျွန်တော်တို့ဒေါ်နာရမာကိုခေါ်ယူသွားခဲ့တာတကယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်တခုလို့မြင်တယ်။တချို့ကြတာကျွန်တော်တို့အီရာဆန်ကိုအီရာဆန်ကိုရောင်းပြီးတာဒေါ်နာရမာကိုခေါ်တဲ့အနေထားမှာဒါကမဖြစ်သင့်ဘူးလို့တချို့ယူနေဆက်။ဒါပေမဲ့ကျွန်တော်အနေနဲ့ခုနပြောသမယ်။အသင်းတစ်သင်းကိုပြောင်းလဲရဲမှာအဲ့တစ်သင်းတစ်သင်းကအောင်မြင်မယ်။ပက်ဘွာလာလက်ရှိမှာ triple ဒီဘာလို့ရလဲ။ဖလားလင်းလုံးဘာလို့ရလဲ။ပြောင်းလဲမှုတွေကိုပက်ဘွာလာတော့ပက်ဘွာလာရုပ်ရဲတာပက်ဘွာလို့ရှိတယ်။ကောင်းနေပါတယ်ဆိုရင်အကွေကိုအသင်းမှာဒါကျွန်တော်ငွေဆက်ထားတယ်ဆိုတာတက်ဆိုင်။ဒါလက်ရှိမှာဒါဂွာဒီယိုလာနဲ့အကွေကိုအသင်းကထွက်ခွင့်ပြုခဲ့ပြီးဟာလုံးလုံးကစားသမားမျိုးနဲ့ စားထိုးခဲ့တယ်။အပြောချင်တာရှင်းတယ်။ Guardiola အနေနဲ့ဒီအနေထားတစ်ခုမှာသူ့အနေနဲ့သူ့ personal bias ချွေးတဲ့ကစားသမားတချို့ရှိပေမဲ့သူ့ရဲ့ philosophy အသင်းရဲ့အထက်မှာဘယ်သူမှမရှိဘူးဆိုတဲ့ philosophy ကျွန်တော်သဘောကျတယ်မှပါတယ်။ဒါပေမဲ့ဒီနှစ်မှာကျွန်တော်ရဲ့အမြင်မှာ City အသင်းရဲ့ဖလားတစ်လုံးကိုအဓိကအာယုံစိုက်တဲ့နှစ်တဲ့နှစ်လို့ပြောလို့ရတယ်။ City အသင်းရဲ့အခုလက်ရှိမှာအရန်လူအင်အားဖြစ်အရန်အား မရှိဘူးလို့မြင်တယ်အထူးသဖြင့်ကျွန်တော်ဒါနောက်တန်းဘက်ပဲနောက်တန်းမှာဒါဆန္ဒဘက်ပုံစံမျိုးကောင်းကောင်းရှိပေမဲ့အခုလက်ရှိမှာနင်လားငါလားဟိဆိုတဲ့ movement မှာလိုအပ်ချက်တွေရှိနေစမြဲပဲလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်အမြင်မိရတယ်မှာပါတယ်ပေါ့အဲ့တော့မိတို့ပဲစိုးစိကမှုလက်ရှိမှာ series အသင်းကဒီနေ့မှာနေရာတနေရောက် of course ဒီနေ့မှာ series အသင်းနဲ့ဒါဖြည်းဖြည်းနဲ့မှန်မှန်သွားမယ်ဆိုဘာလို့မရောက်လဲဒါပေမဲ့ series အသင်းနဲ့လက်ရှိမှာဒါ champion league ကို premier league ကိုအာယုံဆိုင်မယ်ဆိုရင်တော့ကစားသမားတွေ injury ကိုကောင်းကောင်းကြီးထိန်းမှရမယ်ထင်တာမှရှိတယ်။ series အသင်းနဲ့လက်ရှိမှာတိုက်စစ်ပိုင်းမှာ haaland ဘာမှဖြစ်လို့မရဘူး jeremy dogu ုတောင်းတန်းဘာမှဖြစ်လို့မရဘူးနောက်ထပ်ဒီနှစ်မှာဝယ်ယူမှုမှန်ကန်တဲ့ကစားသမား Riders ပဲတရှိတဲ့ကျွန်တော် AC Milan ကနေပြီးတော့ဒါကျွန်တော်တို့ ပရီးမီးယားလီဂ်ကိုရောင်းတဲ့ကစားသမားအကုန်လုံးကျွန်တော်သဘောကျတယ်တမပါတယ်။ဒါကျွန်တော်တို့တူနာလီဂ်ကိုရောင်းတဲ့အချိန်မှာတော်တော်လေးကိုသဘောကျတယ်။မက်မက်ရလီယူနက်တက်ဒါတိုက်စစ်ကစားသမားဖြစ်တဲ့အိုကာဖော့ဆိုတဲ့တော်တော်လေးကိုသဘောကျမိတယ်တမပါတယ်။အခုလက်ရှိမှာရိုင်ဒါစ်ရဲ့ပြောင်းရွှေ့မှုကတော်တော်လေးကိုချီချူးစရာကောင်းတဲ့ပြောင်းရွှေ့မှုတစ်ခုဖြစ်ခဲ့တယ်။စီးရီးသင်းရဲ့ဒီနေ့လူဝဲမှုကကျွန်တော်တို့ကပါစနယ်ရီယာဖေဗရစ်ဖြစ်ခဲ့တယ်လို့ပြောလို့ရတဲ့နေ့တစ်နေ့ဖြစ်တယ်။ဒါပေမဲ့စီးရီးသင်းရဲ့ဒီနေ့လူဝဲမှုကကျွန်တော်ကြိုက်တော့ကြက်ပေမဲ့လိုအပ်တဲ့ဒါကျွန်တော်တို့နေရာတွေအပြည့်အဝတော့တို့တို့မဝင်နိုင်ခဲ့ဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့စီးရီးသင်းရဲ့ဒီနောက်ပိုင်းမှာဒါကန်ဆယ်ပိုင်းကိုပို့ပြီးတော့ပြုတ်ပြင်ပြီးအငိုင်းမီတာတွေကိုပို့ short တဲ့တယ်။ပြီးတော့မထ င်ထားမှန်တဲ့နဲ့တခါကျစီးသေးတဲ့ careless mistake လေးတိတိလေးတွေကဒီထက်ပိုပြီးတော့နင်းအောင်ပိုလို့တင်တယ်လို့ပြောနေတယ်ပဲရွှေဘကိုဒီနေ့မှာရွှေဘလို့ပြန်မြင်မှုတွေအခွင့်အရေးတွေအများကြီးရှိပါတယ်ကျွန်တော်ကဒါလေးနဲ့ပြောပြီးဒီနေ့မှာတော့ဒါကျွန်တော်ဒီဟာဒီဗီဒီယိုလေးကိုဒီနေ့မှာတင်ချင်ပါတယ်ဒါကျွန်တော်ညဗီဒီယိုထွက်လာပါအောင်မယ်လောက်ပါပဲဘလုံးဘက်တွေကိုကြည့်ရှုကျင်နေဆိုရင်တော့ youth sport media 3.0 channel tv 4တို့မှာကြည့်ရလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာအမြန်နိုင်ဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစုမောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲ အေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြွတူမှအများကြီးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာများများကလစ်မှအများများဖြစ်ပါတယ်တေးပါဗျာ